ရဘူမာကတ်တင်းရဲ့စိတ်ဝင်စားစရာများကြောက်ကမ်းပါတစ်ခုကနေနောက်တစ်ခုကိုစပိန်နဲ့မကြောက်မရွံ့ခုံကူးတာတွေတဆွန်ဆံများပြိုင်ပွဲဝင်နေကြတဲ့ပြိုင်ပွဲတော်တော်များများရဲ့ဗီဒီယိုတွေထဲမှာနီအောင်ကျွဲနှကောင်ခွေနေတဲ့လူကိုသိထားမိကြတာဟုတ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လည်း NDA ကျွဲရန်တပူလောက်ရှိလားဆိုပြီးတော်တော်ဝယ်ကြတဲ့ရဘူရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခုချိန်မှာဆိုရင်လည်းရဘူကကမ္ဘာပေါ်မှာရောင်းအောင်အကောင်းဆုံးနဲ့အအောင်မြင်ဆုံးအချွေ brand တစ်ခုဖြစ်နေပြီးတော့ ဘယ်လိုမျိုး marketing view ဟာတွေက rap ကို number 1ဆိုပြီးဖြစ်လာစေခဲ့တာလဲဆိုတာဒီဗီဒီယိုထဲမှာပြောပြပေးမယ်ဆိုတော့အခုဒီဗီဒီယိုထဲမှာ number 1 rap book company နဲ့သူ့ရဲ့နာမည်ကြီးကြော်ညာတွေအကြောင်း number 2 rap book ကဘယ်လိုမျိုး marketing view ဟာတွေသုံးနေရလဲ number 3ကိုယ့်ရဲ့စီးပွားရေးမှာ rap book marketing strategy တွေကိုဘယ်လိုနည်းတွေနဲ့လိုက်လုပ်မလဲဆိုတာကိုပြောပြပေးသွားပါမယ်ဆိုတော့အခုပဲစလိုက်ရအောင် Rabu အဖြစ်အချွေကို1989ခုနှစ်မှာ Austrian company တစ်ခုဖြစ်တဲ့ Rabu GmbH ကစပြီးထုတ်လုပ်ခဲ့တာပါ။ 2024ခုနှစ်ရဲ့နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေအရဆိုရင် Red Bull ကုမ္ပဏီရဲ့ရောင်းအားက9.34ဘီလီယံနဲ့တကမ္ဘာလုံးရဲ့နံပါတ်1နေရာကိုရပ်တည်နေတဲ့ brand တစ်ခုပါ Red Bull က Monster Energy တို့လို brand မျိုးတွေကတောင်မရှင်နိုင်တဲ့အထည်ကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပထမဆုံးစားထုတ်လုပ်ခဲ့တဲ့တော့က Red Bull ရဲ့ပါဝင်ပစ္စည်းတွေရောစားတဲ့ပုံတွေကထိုင်းနိုင်ငံရဲ့အချိုရီ brand တစ်ခုဖြစ်တဲ့ Creatine Den ကိုပုံတူကူးပြီးထုတ်လုပ်ခဲ့တာပါ။ ပါဝင်ပစ္စည်းတွေကိုပဲပုံတူထုတ်တာမဟုတ်ဘဲနဲ့ Red Bull ဆိုတဲ့နာမည်ကလည်းအဲ့ဒီ Crating Dang ဆိုတဲ့နာမည်ကနေပဲဖြစ်လာခဲ့တာပါ Crating Dang ဆိုတာကထိုင်းမှာနာမည်ကြီးပြီးတော့မြန်မာလိုဘာသာပြန်လိုက်ရင်အနီအောင်ကျွဲရိုက်မှာအဲ့ဒါကို Red Bull ဆိုတဲ့အနေနဲ့ပြန်ပြောင်းခဲ့ပြီးတော့အခုတော့တကဘာလုံးမှာနာမည်ရနေတဲ့အချွေ brand တစ်ခုဖြစ်နေပါပြီဒီနေရာမှာစဉ်းစားစရာတစ်ခုတော့ရှိတယ်ဗျအဲ့ဒါ Crating Dang ဆိုတဲ့ brand က Red Bull ကိုသူတို့ပုံတူလိုက်ကူးတဲ့အတွက်တရားမစွဲဘူးလားဆိုတဲ့အချက်ပါ Crating Dang ကိုတီထောင်တဲ့လူက ရက်ဘူးဘရန်ကိုစပြီးတီထောင်တဲ့လူနှစ်ယောက်တည်းကခေလီယိုယိုဗီဒါဆိုတဲ့လူဖြစ်နေတာကြောင့်ပါပဲအဲ့တော့ကိုဘရန်ရဲ့ recipe ကိုနောက်ထပ် brand တစ်ခုမှထည့်သုံးတဲ့ပုံစံမျိုးဖြစ်တာကြောင့်တရားစွဲဆိုတာမျိုးတော့မရှိခဲ့ပါဘူး။ဒါပေမဲ့ထူးဆန်းတာတစ်ခုက Red Bull ရဲ့သူများနဲ့မတူတဲ့ marketing ပုံစံတွေကြောင့်ပါ။ပြောရမယ်ဆိုရင် Red Bull ကသူ့ရဲ့ brand ကိုအချိုအေး brand တစ်ခုဆိုတာထက်လူတွေရဲ့နေစဉ်ဘဝပုံစံကိုပုံဖော်တဲ့ဘက်မှာပိုပြီးအားသာနေရပဲဖြစ်ပါတယ်။ပြီးတော့အခြား brand တွေလုံနေကြဖန်တရားတီတျောကြော်ညာတွေကိုလည်းမဖန်နိုင်ပါဘူး။စွန့်စွန့်ဆာဆာလုပ်ရတဲ့ ice cream တွေ၊ Jordan Land လျှောက်တာတွေ ကြောက်ကမ်းမဘောကနေအမြင့်ခုံပြတာတွေနဲ့တခြားသူများတွေမလုပ်ဘူးတဲ့တဲထရင်ဖို့ content တွေကိုဖန်တီးပြီးကြီးတဲ့လူတွေစိတ်ဝင်စားမှုရယူတာပဲဖြစ်ပါတယ်။ Rap ဘူးကစွန့်စားရတဲ့ Android ရှိတဲ့အားကစားတွေ၊နုပညာပိုင်းတွေ၊ဂီတပွဲတော်တွေအပြင်ရာသီအလိုက်ကျင်းပလေးရှိတဲ့ပွဲတွေကနေတဆင့်သူတို့အချိုရီကို promote လုပ်ပါတယ်။ပြောချင်တာကသူတို့အချိုရီကိုတောက်တဲ့လူတွေ level ပေါင်းစုံမှာပေါ်လာအောင်ရောင်းအမြင့်တင်တာမျိုးပါ။ဒီလိုအကြောင်းတွေကြောင့် Rap ဘူးကနိုင်ငံတကာဈေးကွက်ထဲမှာသူများနဲ့မတူတဲ့ပုံစံနဲ့နေရာယူထားနိုင်တာပဲဖြစ်ပါတယ်။ ဘလောက်တောင်လဲဆိုရင်ရဘူးဆိုတာနဲ့သူ့ရဲ့ထူးခြားတဲ့ပြိုင်ပွဲတွေကိုအရင်ပြေးမြင်ရတော့တဲ့အထိပါပဲအချိုရီကိုတောင်မှနှောက်မှတွေးမိကြမှာပါခုကြည့်နေလူတွေထဲမှာရဘူးဆိုတာနဲ့ဘာကိုပြေးမြင်ကြလဲအဲ့တော့ကျွန်တော်ဆက်ပြီးပြောပြပေးမှာရဘူးရဲ့ရောင်အမြင့်တင်တဲ့အားကစားပြိုင်ပွဲတွေကဘလောက်တောင်ထူးခြားနေလို့မျက်လုံးထဲတောင်ပြေးမြင်ရတာလဲဆိုတဲ့အကြောင်းပါအဲ့နဲ့ပတ်သက်ပြီးပထမဆုံးပြောမယ်ဆိုရင် Rabu ရဲ့နာမည်ကြီး Adventure တစ်ခုကတော့အာကာသဘောကနေကဘာဘောခုန်ချပြတဲ့အကြောင်းပါဟုတ်တယ်တကယ်ခုန်ချတော့နော် ကျွန်တော်တို့မြင်နေကြကြော်ညာတွေလို CGI တွေသုံးပြီးရိုက်ထားတာမျိုးလုံးဝမပါဘူးလူတယောက်ကအာကာသဝတ်စုံတစ်ခုထဲနဲ့ကမ္ဘာအပြင်ဘက်ကနေပြီးဆိုမှကမ္ဘာမြေထဲကိုခုံချပြတာပဲဖြစ်ပါတယ်ဒါကတမိုင်းတစ်ချောင်းမှာအကျဉ်းဆုံး commercial တစ်ခုလို့တော့ပြောလို့ရတယ်လုံးဝကို share ပဲတော်ရုံတန်ရုံလူမျိုးမတွေးမိလောက်တဲ့ idea မျိုးတွေပါဒီကြောင်ညာကဘလောက်တော့နာမည်ကြီးခဲ့လဲဆိုရင်ကြောင်ညာရိုက်ကူးရေးအတွက်ကိုစုစုပေါင်းကုန်ကျစရိတ်ကဒေါ်လာတန်30ပဲကျခဲ့ပေမဲ့ပြန်ရတဲ့အမြတ်ကတော့ဒေါ်လာတန်900အထိအောင်ရှိခဲ့ပြီ။ Red Bull ကိုပတ်စံတော်တော်ရှာပြီးနိုင်ခဲ့တဲ့ကြောင်ညာဆိုရင်လည်းမမားပါဘူး။နောက်တစ်ခုက ကမ္ဘာပေါ်မှာအကြမ်းတမ်းဆုံးနဲ့အစွန်စားရဆုံးပြိုင်ပွဲတစ်ခုလို့သတ်မှတ်ခံထားရတဲ့ Red Bull ရဲ့ Excel ဆိုတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုပြိုင်ဖို့အတွက်ဆိုရင်အချိန်နှစ်ပတ်ပေးပြီးတော့ပြိုင်ပွဲဝင်ရတာဖြစ်တယ်။ပြိုင်ပွဲဝင်အကုန်လုံးကနှစ်ပတ်အတွင်းမှာတောင်ပေါ်ပြေးတက်ကြပြီးတော့ paragliding ကိုတရက်150 km စီးပြီးသတ်မှတ်ထားတဲ့နေရာတွေထိရအောင်သွားရတာမျိုးပါ။ Excel မှာပြိုင်ပွဲဝင်မှုအတွက်ဆိုရင်တာမာယုံတစ်ခုတည်းနဲ့မရပါဘူး။တကယ်ကိုစိတ်သက်ကြန့်ခိုင်မှရမှာပါအခုနားထောင်နေတဲ့လူတွေထဲမှာ Excel ပြိုင်ပွဲကိုဝင်ပြိုင်ဖို့စိတ်ဝင်စားတဲ့လူတွေရှိကြလား ဒီလိုကနေနာမည်ကြီးလာခဲ့တဲ့နောက်ပိုင်းသူ့ရဲ့ထူးခြားတဲ့အမြင့်ခွန်ပြိုင်ပွဲတွေကဆန်ကယ်စီးပြိုင်ပွဲတွေ၊ Formula 1လိုမျိုးကားပြိုင်ပွဲတွေအပြင်နောက်ဆုံးဘသူမှမကျင်းပဘူးတဲ့ပြိုင်ပွဲမျိုးတွေကိုပါလုပ်ပြီးလူတွေအာရုံစိုက်မှုကိုရလာခဲ့တာပဲဖြစ်ပါတယ်။ဘာလို့ခုချိန်မှာ Simpson ဘုံစင်ချက်ချင်းထူးခြားတဲ့ကြော်ညာတွေနဲ့နာမည်ကြီးလာတယ်လို့စဉ်းစားနေလောက်မထင်နဲ့။တကယ်တော့ Red Bull ကနာမည်ကြီးခဲ့တာတော်တော်လေးကိုကြာပြီ။1990ခုနှစ်လောက်ကထုတ်ခဲ့တဲ့ Red Bull Gives Wings ဆိုတဲ့ကာတွန်းပုံစံကြော်ညာကခုချိန်ထိ Red Bull ရဲ့နာမည်အကြီးဆုံးကြော်ညာတစ်ခုဖြစ်နေတော့မှာ။ ော်ညာလည်းတိတ်ပြီးတော့ထူးထူးခြားခြားကြီးတော့မဟုတ်ပေမဲ့အဲ့ဒီခေတုံးကဆိုရင်တော့ကြီးလိုက်တဲ့လူတွေအတွက်တော့မျက်လုံးထဲမှာမျက်စိပရာသဖြစ်တာမျိုးတော့ရှိတယ်။ဒါဆိုရင်ခေတ်ဆက်ဆက်နေရာတစ်ခုကိုတိမ့်ပိုက်လာခဲ့တဲ့ Red Bull ကအခု27ရာစုကိုရောက်တဲ့အချိန်ထိတော့မယိုးသွားပဲနဲ့စိတ်ဝင်စားစရာကောင်းတဲ့ brand တစ်ခုဖြစ်ဖို့ဘာတွေနဲ့တိစောက်ထားရလဲ။အခုကြည့်နေတဲ့လူတွေရောဘယ်လိုထင်မိကြလဲမသိဘူး။ ဒါဆိုရင် Red Bull ရဲ့လက်ရှိအသုံးပြုနေတဲ့ marketing strategy တွေအကြောင်းကိုပြောပြပေးမယ်။တခြားဆက်ပြီးတော့နားထောင်ပေးကြပါ။ Red Bull မှာ marketing strategy က၈ခုရှိတယ်။အဲ့ဒါတွေက brand positioning and target audience အသုံးပြုသူကိုရည်ရွယ်ပြီးတော့ brand ကိုတိစောက်တဲ့အဆင့် sponsorships and even marketing ကြော်ညာစပွန်ဆာပေးပြီးပွဲစီစဉ်တဲ့အဆင့် content marketing and media house မီဒီယာတွေမှာကြော်ညာတွေထည့်ပြီးတော့လူသတိထားမိအောင်လုပ်တဲ့အဆင့် digital marketing initiative brand ရဲ့ပစ္စည်းတွေကိုအင်တာနက်ကနေလူသိလာအောင်ကြော်ညာတဲ့အဆင့် innovative product placement strategy brand နဲ့ဆိုင်တဲ့ပစ္စည်းတွေကိုလူအသွာလာများတဲ့နေရာတွေမှာမြင်သာအောင်ထားတဲ့အဆင့် social media marketing approach social media နဲ့တဆင့်ကြော်ညာတဲ့အဆင့် influencer marketing campaign နာမည်ကြီးတဲ့လူတွေကိုတုံးပြီးကြော်ညာတဲ့အဆင့်အဲနောက်ဆုံးကတော့ international expansion strategy လို့ခေါ်တဲ့နိုင်ငံတကာမှာဈေးကွက်ချဲ့ထွင်တဲ့အဆင့်ဆိုတဲ့ strategy တွေပဲဖြစ်ပါတယ်။ ူ့ရဲ့ product အတိုင်းကိုဒီ strategy ရှစ်ခုကိုအစင်းလိုက်သုံးပြီးတော့ marketing plan တစ်ခုအနေနဲ့အသုံးချသွားတာပါ brand positioning နဲ့ targeting audience ဆိုတဲ့ပထမဆုံးအပိုင်းမှာ rubu ကအားဖြစ်အချို့ကြီးထုတ်တဲ့ brand ဖြစ်လို့ငယ်ရွယ်တက်ကြွနေတဲ့လူငယ်တွေအားကစားသမားတွေကိုအဓိက target ထားပြီးရောင်းချတယ်ရောင်းချတဲ့အခါမှာလည်းတက်ကြွပြီးအင်အားပြည့်တဲ့အချို့ကြီးတစ်ခုလိုလူတွေမြင်လာအောင်စွန့်စားရတဲ့အားကစားတွေစင်ခေါ်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေလုပ်ပြီး brand image ကိုပုံဖော်ပါတယ် sponsorship ဆန် even marketing အပိုင်းမှာကြတော့ခုနကအပေါ်မှာပြောခဲ့တဲ့အားကစားတွေ extreme sport တွေကိုကျင်းပတယ်အဲ့ဒါအပြင်ကိုအရေးချင်းရှိတဲ့အားကစားသမားတွေနဲ့ဝါသနာရှင်တွေကိုထောက်ပံ့ပေးပြီးတော့အသုံးပြုသူတွေကို lifestyle တစ်ခုအနေနဲ့ဖန်တီးပေးတဲ့ပုံရိပ်ကိုချပြတာပဲဖြစ်ပါတယ်နောက်ပိုင်းမှာပြိုင်ပွဲတွေကျင်းပရုံနဲ့မဟုတ်တော့ဘဲနဲ့တဖြည်းဖြည်းကိုယ်ပိုင် media house တစ်ခုထောင်ပြီးတော့အဲ့ဒီကနေတဆင့်အရေးသွေးကောင်းတဲ့ content တွေဖန်တီးပြီးသူတို့ရဲ့ brand ကိုရောင်းအားကောင်းလာအောင်မြင့်တင်တာပဲဖြစ်ပါတယ်အဲ့ဒီထက်မှ film documentary tv show တွေပါပါတယ် ြီးတော့အဲ့ဒီအစီအစဉ်တွေအားလုံးကို Rabu က platform ပေါင်းစုံကနေထုတ်လွှင့်ပြီးတော့ရောင်းအမြင့်တင်တာပါအခုကျွန်တော်ပြောသွားတာတွေအားလုံးက content marketing and media house ဆိုတဲ့အဆင့်မှာ Rabu လုပ်တဲ့ marketing ပုံစံမျိုးဖြစ်ပါတယ်အဲ့ဒီအဆင့်ပြီးရင်နောက်တစ်ဆင့်ကတော့ digital အပိုင်းကိုရောက်လာပြီးတော့ Rabu နဲ့ပတ်သက်တဲ့အချိုးရည်အမျိုးအစားတွေကိုကြော်ညာတာပဲဖြစ်ပါတယ် နောက်ပြီးတော့ Rabu ကလုတ်တဲ့ပြိုင်ပွဲဝင် jersey တွေ fancy keychain တွေလွယ်အိတ်တွေအုတ်ထုပ်တွေကိုပါ Rabu website တွေမှာရောင်းချပါတယ် digital အပိုင်းမှာ website တွေအပြင်ကို Rabu mobile app ဆိုပြီးလည်းရှိပါသေးတယ်အဲ့ဒီအဆင့်ကတော့ digital marketing initiative ပါအခုကျွန်တော်ပြောသွားတဲ့အဆင့်၄ဆင့်ကို Rabu ကလုပ်ပြီးပြီဆိုရင် Innovative Product Placement Strategy ဆိုတဲ့အဆင့်ကိုရောက်ပြီးဒီအဆင့်မှာ Rabu ကသူ့ရဲ့ product တွေကိုလူတွေမြင်သာထင်သာရှိတဲ့နေရာတွေမှာထည့်ပြီးသုံးတာမျိုးတွေလုပ်လာပါပြီ။ အစောပိုင်းရက်ဘူးအောင်မြင်ကားစားအချိန်တွေတော့ဆိုရင်အချိုရီဘူးကနေကိုဘားတွေ night club တွေလိုမျိုးနေရာတွေနဲ့အမိုက်ပုံးတွေထဲမှာသူ့ရဲ့ဝန်ထမ်းတွေကိုလိုက်ပြီးတော့တကူးတကားကိုလွင့်ပစ်ခိုင်းခဲ့တာပါ။နည်းနည်းတော့ထူးဆန်းတယ်နော်။အခုနောက်ပိုင်းမှာတော့ရုပ်ရှင်တွေတခြင်းတွေလိုမျိုးနေရာတွေမှာတော်တော်လေးထည့်ပြီးသုံးလာတာကိုတွေ့ရပါတယ်။ ဒါပြီးရင်တော့ influencer marketing campaign ဆိုတဲ့အဆင့်ကိုရောက်ပြီးတော့နာမည်ကြီးမင်းသားမင်းသမီးအားကစားသမားနာမည်ကြီးသမားလူတိုင်းကိုခေါ်ပြီးတော့သူတို့ရဲ့ brand ကိုစစ်မှန်တဲ့အရေးသွေးတွေပြည့်တဲ့ပုံစံနဲ့တည်ဆောက်တယ်ဒီအဆင့်ကိုအကုန်လုံးပြီးဆိုရင်တော့ Rabboo ရဲ့နိုင်ငံတကာအောင်မြင်တဲ့ brand တစ်ခုဖြစ်အောင်ဖန်တီးပေးတဲ့အဓိကကျတဲ့အဆင့်တစ်ခုဖြစ်တဲ့ International Expansion Strategy ဆိုတဲ့အဆင့်ကိုရောက်ပြီး Rabboo ရဲ့ Marketing Strategy ရှစ်ခုထဲမှာနောက်ဆုံးလည်းဖြစ်တဲ့ဒီအဆင့်ကအရေးပါဆုံးအဆင့်ပါပဲ ရဘူးကုမ္ပဏီကသူတို့ရဲ့ဈေးကွက်ချဲ့ထွင်မဲ့နိုင်ငံရဲ့စီးပွားရေးပိုင်းတွေနိုင်ငံနဲ့ယဉ်ကျေးမှုပိုင်းတွေကိုကြည့်ပြီးအဲ့ဒီနိုင်ငံကိုသူတို့ရဲ့ product တွေတင်သွင်းတာပဲဖြစ်ပါတယ်။အဒီကနေတဆင့်သူတို့ဈေးကွက်ချဲ့ထွင်မဲ့နိုင်ငံရဲ့ပွဲတွေအခမ်းအနားတွေမှာ celebrity တွေကိုတုံပြီး product တွေအတွက်ကြော်ညာ campaign တွေလုပ်ကြတယ်။အဲ့အနေတဆင့်မှာကမ္ဘာတဝန်းမှာလူတွေရဲ့အာရုံစိုက်မှုကိုရယူတာပဲဖြစ်ပါတယ်။ဆိုတော့အခုပြောပြပေးထားတဲ့အဆင့်၈ဆင့်က Red Bull ကိုပြိုင်ဆက်ရှာကုမ္ပဏီတစ်ခုဖြစ်ဖို့ထောက်ပံ့ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ရဘူးရဲ့ marketing အဆင့်တွေကိုပြောပြပြီးဆိုတော့ကိုယ့်ရဲ့စီးပွားရေးမှာရဘူးရဲ့ marketing နည်းလမ်းတွေကိုဘယ်လိုပုံစံနဲ့လိုက်လုပ်ကြမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးမယ်။ရဘူးရဲ့ marketing strategy ကိုလိုက်လုပ်ဖို့အတွက်အဆင့်အဆဲစင်းရှိတယ်။နံပါတ်1ကအရင်ဆုံးကိုယ့် brand ရဲ့ target audience ကိုသိဖို့လိုတယ်။ရဘူးလိုပဲကိုယ့်ရဲ့ audience တွေကဘယ်သူတွေကိုဘယ်လိုမျိုးကြိုက်တာလဲဆိုတာကိုသိထားရမှာပါ။နံပါတ်2ကိုယ့် brand ကိုတည်ဆောက်တဲ့အချိန်မှာသူများတွေနဲ့မတူဘဲနဲ့ထူးခြားနေတဲ့အချက်တခုရှိနေဖို့လိုတယ်။ ဒါမှကိုယ်နဲ့ပုံစံတူတခြား brand တွေကိုဒီအချက်နဲ့ရင်မောင်းတန်းနိုင်ပါပါ။နောက်ထပ်နံပါတ်3ကတော့ဒီအဆင့်မှာကိုယ့်ရဲ့ audience တွေကိုတိုက်ရိုက်ထိတွေ့ရမယ့်အရာတစ်ခုဖန်တီးဖို့လိုပါတယ်။နံပါတ်4ကိုယ့် audience တွေကိုရင်းနှီးနိုင်မယ့် search engine လို email လိုနေရာတွေမှာကြော်ညာတွေများများထည့်ပေးရပါမယ်။နံပါတ်5ကိုယ့် product တွေကိုလူတွေမထင်မှတ်ထားတဲ့နေရာတွေမှာမကြာခဏတွေ့နိုင်အောင်နဲ့စိတ်ဝင်စားမှုရရှိအောင်ကြော်ညာနိုင်မယ့်နည်းလမ်းမျိုးစုံကိုရှာရမယ်။နံပါတ်6 နာမည်ကြီး celebrity တွေနဲ့ပေါင်းပြီးကိုယ့်ရဲ့ပစ္စည်းကိုကြောင်းညာပါဒီလိုလှုပ်တာကကို့ brand ကိုလူပိုပြီးတီးဖို့ကူညီပေးပါတယ်နံပါတ်9ကို့ brand ကိုတခြား brand အနေနဲ့ပူးပေါင်းပြီးပွဲတွေအခမ်းအနားတွေမှာချပြနိုင်အောင်လုပ်ပါနံပါတ်10 brand နဲ့ကို့ audience ကိုပိုပြီးရင်းနှီးစေဖို့အတွက် audience တွေပါပါဝင်လို့ရမယ့် activity လေးတွေများများလုပ်ပေးပါနံပါတ်9ကို့ရဲ့ brand ကိုတက္ကသိုလ်တို့လို audience များများရရှိနိုင်မယ့်နေရာတွေကိုတွားပြီးဈေးကွက်ချဲ့ထွင်ပါနံပါတ်10 နောက်ဆုံးအဆင့်မှာရေရှည်တည်တဲ့ brand တစ်ခုဖြစ်ဖို့ audience တွေကြားထဲမှာယုံကြည်မှုတည်ဆောက်ပါဒီအချက်တွေကိုလုပ်ပြီးရင်တော့ကိုယ့်ရဲ့ brand ကိုအောင်မြင်အောင်လုပ်နိုင်မှာဖြစ်ပါတယ်အခုပြောပြသွားတာတွေအကုန်လုံးက rebu marketing နဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဒါကြောင့် rebu ကအချိုးရီဆိုတဲ့ brand တစ်ခုထပ်ပို့တဲ့ brand image တစ်ခုဖြစ်လာအောင်အပေါ်ကကျွန်တော်ပြောပြခဲ့တဲ့နည်းလမ်းတွေတုံးပြီးဖန်တီးခဲ့တာပါ ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာလည်း marketing အကြောင်းစိတ်ဝင်စားပြီးကိုယ့်ရဲ့စီးပွားရေးမှာအသုံးဝင်နိုင်မယ့်ပညာရပ်တွေကိုသင်တန်းတက်စရာမလိုဘဲစာအုပ်တွေထဲကနေတဆင့်လေ့လာခြင်းနဲ့ဆိုရင်ရှင်တို့ application တွေက sales marketing category ထဲမှာ marketing နဲ့ပတ်သက်တဲ့နာမည်ကျော်စာရေးဆရာတွေရဲ့စာအုပ်တော်တော်များများကိုဖတ်ရှုလေ့လာနိုင်မှာဖြစ်လို့အခုပဲတွားဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်အဲ့တော့ကျွန်တော်အခုပြောပြတဲ့ Rebu Marketing အကြောင်းနဲ့ပတ်သက်ပြီးသင်ခန်းစာရမိတော့၃ခုရှိတယ်။အဲ့ဒါတွေကနံပါတ်၁တမှုထူးခြားတဲ့ marketing idea တွေကလူတွေရဲ့စိတ်ကိုပိုပြီးဆွဲဆောင်နိုင်တယ်။နံပါတ် customer အချိန်မလိုက်ဘဲနဲ့ကိုပိုင် brand community တစ်ခုကိုတိစောက်တဲ့ ਨੇ နံပါတ်၃ customer တွေကိုကိုရင်ပါဝင်လို့ရမယ့်အတွေ့အကြုံမျိုးပေးနိုင်မယ့် brand တစ်ခုဖြစ်အောင်တိစောက်ပါစတာတွေပဲဖြစ်ပါတယ်အဲ့တော့အခုပြပြပေးသွားတာတွေက Red Bull ရဲ့အောင်မြင်နေရတဲ့အကြောင်းရင်းတွေရဲ့နောက်ွယ်က marketing strategy တွေအကြောင်းပဲဖြစ်တယ်။ဒီဗီဒီယိုကြည့်နေတဲ့လူတွေရောအခုပြောသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး Red Bull ကလက်ရှိမှာအကောင်းဆုံး marketing strategy တွေကိုပိုင်ဆိုင်ထားရလို့ထင်တာ။ပြီးတော့နောက်ထပ်ရော Red Bull ထပ်ဖို့ကောင်းတဲ့ marketing strategy တွေပေါ်လာနိုင်မယ်လို့တွေးမိတဲ့လူတွေရှိတယ်။ ကိုယ့်ရဲ့ထင်မြင်ချက်တွေကို comment မှာဝေမျှသွားခဲ့ပါအောင်ခင်ဗျာ Shino app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်း Shino Facebook page မှာမေးမြန်းနိုင်ပါတယ်ရှင့်